ကျူဆိုပါရယ်ဒီနေ့ရှမ်းပြည်တရုတ်ဆိုင်ကမြင့်ခွာရဝယ်လာခဲ့ပါတယ်လို့အဲ့ဒါမြင့်ခွာရကတရားကြရန်အထုတ်ရှမ်းပြည်တဝက်ပဲတုတ်ပါမယ်တရားကြရန်ဆိုရှမ်းပြည်တော့တခါတည်းတုတ်တာဆိုတော့စားမကုန်လို့တဝက်ပဲတခါစားပဲတုတ်ပါမယ်ဒီမှာအတမရာတိကတော့အရှင်လိုတော့ထဲ့ပါမယ်အဲငရုတ်သီးစိမ့်လေးရလဲအဲ့ဒီဒီမှာဒီလိုဒီစိတ်ကလေးဝယ်လာရင်ဆိုတော့ဒီငရုတ်သီးစိမ့်ကမဆက်ဘူးစားလို့မှုမွေးလေးနေဆိုတော့လေ ဲ့တော့ချမ်းမြေဒီငယုတ်ဒီစိမ့်လေးနဲ့တုပ်ပါမယ်လို့အာဒီငယုတ်ဒီစိမ့်လေးနဲ့တုပ်မယ်ပါဝင်ပစ္စည်းတွေကတော့ဒီမှာကျက်သွန်းကျက်သွန်းအနီပပလီထားတာပေါ့နော်ဒီကျက်သွန်းအနီက80နဲ့ဂရမ်ချမ်းမြေပပလီထားတာစိမ့်စားငပိရတော့ဒီဇွန်းလေးနဲ့ဒီကော်ဖီဇွန်းလေးနဲ့ဇွန်းပေါ့နော်ဒါနေဂာနီမှချမ်းမြေကမီးဖုံမယ်မီးမီးလေးပြပြီးတော့ချမ်းမြေမီးလေးกินပြီးတော့တုံမှာ စိတ်စားမပြီးဦးဒါကငရုတ်သီးစိမ်းအဲငရုတ်သီးငရုတ်သီးစိမ်းကတော့15ဂရမ်ပေါ့နော်15ဂရမ်ပဲထဲမှာဒါက तू ကဆက်တော့အများကြီးမဆက်ဘူးမှုမွေးလေးစားလို့ရအောင်လို့အပ်ပြီးတော့ပစွန်ချောက်အမှုန့်ပေါ့နော်အမှုန့်ကကြတော့တုတ်တဲ့အခါရောနေမှာရောနေမှာဆိုပစွန်ချောက်အမှုန့်တုတ်တဲ့အခါရောနေမှာမို့လို့ဒီကတော့20ဂရမ်ပေါ့အဲဒါကကြတော့အပေါ်ကနေအကောင်လိုက်ကလေးဖြူစားမှာ ်တုတ်ပြီးတဲ့အခါကျရင်အဲ့ဒါကြတော့30ကမ်းထည့်ထားတယ်ဒီမြင့်ခွာရဲ့ကချမ်းမြင့်50ကမ်းတုတ်မယ်အဲ့ဆိုဆားနဲ့ဆားကိုကြတော့ဟိုအငံပေါ့အတူအလျော်လိုတလောက်ကလေးပေါ့နော်လိုတူပိုလျှော်ကလေးချမ်းမြင့်ရပါဝင်ပစ္စည်းလေးတွေပဲပြရတာပါလို့ဆားကိုကြတော့အပေါ့အငံအစင်ပြေတလို့ထဲ့ပါတမယာတီးရလဲဟိုအရှင်လိုတလောက်ကလေးပဲညှစ်ပါပါလို့အဲ့ဆိုချမ်းမြင့်အခုမြင့်ခွာရဲ့ကလေးကိုထိလိုက်ပါဦးမယ်လို့ရေးဆေးပြီးတော့ ရင်ခေါင်းကိုချမ်းမြေကပပလေးတွေပြီးပါတယ်ဆက်မတန်ခြေနေတယ်မလားဝါရနေနေအချင်းမပြေမှာဆိုလို့တက်နိုင်ဆုံးတော့ပပလေးပြီးပါတယ်လို့ကကြင်းနဲ့နည်းနည်းလောက်ဝင်တယ်အဲ့တော့ချမ်းမြေထားတယ် ြီးလှိလို့ပြီးသွားပြီဆိုတော့ရှင်ကြီးဒီစလုံးလေးနဲ့ထည့်ပြီးတုတ်ပါမယ်။နည်းနည်းစလုံးကြဲကြဲလေးနဲ့နေရတာကောင်းအောင် စိမ့်စားပြီးဟိုစားလေးနဲ့နည်းနည်းမိပြလိုက်ပါဦးတို့လေးပြပြီးတော့ရှမ်းပြည်မိုက်ခရိုထဲမှာပဲကင်ပါမယ်။မိဖို့မှမကင်တော့ပါဘူး။ဒါမိဖို့မှကင်ရင်ရှမ်းပြည်အလူပင်ရံပြားနဲ့ပတ်နေရမှာဆိုတော့ရှမ်းပြည်နည်းနည်းအလုရှုပ်တာ။ပကံပြားလေးနဲ့လိုထဲပြီးတော့မိုက်ခရိုထဲမှာတစ်စက္ကန့်အောင်ကင်လိုက်ပါမယ်။ ရှမ်းပြည်ကဒီမှာမီခရိုထဲမှာ5စက္ကန့်လောက်กินလိုက်တဲ့ငပီလေးပေါ့နော်ငပီလေးကဒီလိုနေထားလေးဒီလိုနေထားလေးမီးဘုံနဲ့กินတယ်လို့မီးနဲ့กินတယ်လို့မျိုးလေးပဲငပီရ။ရှမ်းပြည်ကငပီကိုဒီနားလေးရနဲ့ထည့်မှာပါဆိုတော့သူ့ကိုတည်တံ့အရင်ဆုံးကြေသွားအောင်နေမှာမဟုတ်လို့အဲ့ဒီကိုလေးနှိပ်ပြီးတော့နေမှာဆိုတော့အခုပါဝင်ပစ္စည်းတွေအရင်ဆုံးထည့်လိုက်ပါမယ်။ဇွန်ကြောက်ကျက်သွန်း ရုပ်ဒီစိမ့်ပပတီထားတာရုပ်ဒီစိမ့်အဲ့တော့ချမ်းမီကစားလေးကိုဒီမှာအပေါ်ငါညီးပြီးထည့်ပါမယ်အဲ့တော့ငပိဟိုချမ်းမြေကပျော်အောင်နေခြင်းနဲ့အတွက်ကြောင့်မို့လို့ငပိနေရာလေးမှာတံမြာကြီးလေးကိုအရင်ဆုံးညှစ်ပြီးတော့ငပိကိုအရင်ဆုံးနေပါမယ်တော့ မီရိုဝါတာကြတော့တန်ရက်စတိုင်တုတ်တာပေါ့နော်အမမြေပဲကြတော့ကြိုက်လို့ရှိရင်ထဲပါချမ်းမီရိုကပဲမှုံနေတော့မတုတ်စားပါဘူးလို့မြင်ခွာရဲ့ကိုချမ်းမီရိုကဒီလိုမျိုးလေးပဲတုတ်စားပါတယ်ဒါပေမဲ့တချို့ကြတော့မြေပဲထဲတယ်တချို့ကြတော့မြေပဲမထဲဘူးချမ်းမီရိုကြတော့ဒီစိမ့်စားငပီလေးနဲ့တန်မြာတီလေးနဲ့အဲ့လိုမျိုးပစုံချောက်လို့ပါတော့နဲ့ရုပ်ဒီစိမ့်နဲ့အဲ့လိုတုတ်တဲ့အခါကြတော့ချမ်းမီရိုကမြေပဲတော့ထဲတယ်လေးထားသိမ့်မရှိဘူးပေါ့နော်ဒါပေမဲ့ကြိုက်လို့ရှိရင်တော့ထဲပါချမ်းမီရပြီးတော့အိမ်မှာလည်း ဟိုမြေပဲနဲ့မတဲ့တာမတဲ့ကြဘူးဆိုတော့လေအာအလတ်ကြီးချီကြတယ်ဆိုတော့ချမ်းမြေမြေပဲထဲမတုတ်တော့ဘူးဒီလိုမျိုးလေးပဲတုတ်ပါတယ်လို့ဒါ ਉਹ ချမ်းမြေပြအောင်မေ့သွားလို့ပါလို့စီစိမ့်လေးနဲ့နဲ့ထဲရပါတယ်လို့စီကျက်ရှင်ရင်တော့စီကျက်ထဲပါချမ်းမြေကတော့စီစိမ့်လေးနဲ့တုတ်ပါမယ်ချမ်းမြေမေ့သွားလို့ပါလို့စီစိမ့်စီစိမ့်ကိုချမ်းမြေကဒီစားဆုံးနဲ့ပဲထည့်လိုက်ပါမယ် ဲစီမွမွေးလေးနဲ့တော့ရမ်းစားလို့ကောင်းပါလေနော်ရမ်းမီရော်ဒီမှာကြတော့ဒီမှာဒီမှာမုံညင်းစီပဲရှိတယ်ဆိုတော့မုံညင်းစီလေးတစုံထည့်လိုက်ပါတယ်ပေါ်အောင်ငါလေးမြေးလိုက်ပါဦးမယ် အငားအတော်ရှင်းနေနေလို့အာစီကျက်စီကျက်နဲ့တုံရင်လဲကြိုက်ရင်တော့စိတ်ကြိုက်ပါနော်ကျက်တော့စီကျက်ကလေးစီကျက်စီကျက်စီရင်နဲ့တုံလဲရပါတယ်ရှမ်းမြေကြတော့စီအစိမ့်လေးနဲ့တုတ်တာကိုပိုကြိုက်လို့ရှမ်းမြေစီစိမ့်လေးနဲ့တုတ်တာပါလို့ အဲ့ဆိုတော့တမယာတိကတော့ဒီလိုမျိုးဒါအချမ်းကြီးဆိုတော့အရင်ရှင်တယ်လေးချမ်းကြီးအကုန်မထည့်တော့ဘူးเนาะအရှင်ကိုကြတော့ကိုယ်စိတ်ကြိုက်ပါအရှင်အများကြီးကြံ့ကြီးမြများထည့်ပါလို့ချမ်းကြီးကတော့အဲ့လောက်တော့ထည့်ပါတယ်ကဲချမ်းကြီးတော့လို့ပြီးသွားပါပြီလို့ချမ်းကြီးပလေးတင်လေးပြင်လိုက်ပါမယ်လို့ ရင်းခွာရွဲ50ဂရမ်တုတ်တာဒီလောက်ရတယ်ဆိုတော့မဆိုးဘူးပေါ့အမီရောဥရောပါမှာကြာတော့ဈေးကြီးတယ်လေအပြီးတော့လည်းအမြဲတမ်းလည်းမရအောင်ရှာရှာပါပါရတယ်တစ်ခါတလေမှရတယ်အဲ့လိုမျိုးတွေဆိုတော့ခါကြာတော့ရှမ်းပြည်ကြီးနေရတာတွေ့တော့လည်းဝင်လာခဲ့တာတစည်းပဲရှိတော့လည်းရှမ်းပြည်သွားတဲ့အချိန်ကြာတော့ ်တထုပ်ပဲရှိတော့လို့ရှမ်းပြည်ကြီးတထုပ်လာနောက်ဆုံးတထုပ်ပဲရပါခဲ့တယ်သူတို့ဒါတော့သူတို့ကအင်္ဂါနေ့ပစ္စည်းရောက်လဲရှမ်းပြည်ကလည်းမအားတော့မတော့အောင်ကဲတုတ်စားကြည့်ကြပါဒါရှားစားခြင်းနဲ့အစာအတော့ရခိုင်စားစားပဲဖြစ်ဖြစ်ဥရောပါအစာစားပဲဖြစ်ဖြစ်စားရင်လည်းဆိုလို့ရှိရင်ကိုမမရေးခဲ့ပေးပါချမ်းမြေအားတဲ့အခါကြလို့ရှိရင်အားတလို့တင်ပေးပါမယ်ချမ်းမြေရဲ့ YouTube လေးကိုလည်း like နဲ့ subscribe လေးလုပ်ထားပေးပြီးတော့ဗားလေးတင်တင်ဟိုတွေ့ရအောင် ကြည့်လို့ရအောင်လို့ like subscribe လေးလုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်